မြန်မာနိုင်ငံမှာမကြခင်ကလေးမေကြီးကြာရောက်နိုင်မဲ့မြို့ကြီးများကိုသုံးသပ်ပြောဆိုလာတဲ့ပညာရှင်ဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့ငလေးနဲ့ပတ်သက်တဲ့နောက်ဆုံးရသုံးသပ်ချက်တွေပဲဖြစ်ပါတယ်။အလုံးသိကြတဲ့အတိုင်းမှာပဲအခုနောက်ပိုင်းမှာတော့ကမ္ဘာတဝိုင်းမှာရောကျမတို့အင်းကြီးချင်းနိုင်ငံတွေမှာပါအင်အားပြင်းကလေးကြီးတွေခက်ဆစိတ်လှုပ်လာတာတွေ့ရပါတယ်။လွန်ခဲ့တဲ့6လကျော်ကလည်းမန္တလေးနားမှာလှုပ်ခတ်ခဲ့တဲ့ ပြင်ရ9.9အဆင့်ရှိသောငလင်ကိုကျမတို့ကိုယ်တိုင်ကလက်လက်ဆက်ဆက်ခန်းစားခဲ့ကြတာပါဒီဖြစ်စဉ်တွေကြောင့်ပြည်သူလူထုကြားမှာစိုးရိမ်မှုတွေမြင့်တက်နေချိန်မှာငလင်ဘူမိဗေဒပညာရှင်တို့ဖြစ်တဲ့ကိုစင်နန်းနောင်တက်ကလည်းသိပ္ပံနေကြချက်လက်တွေပေါ်မူတည်ပြီးမြန်မာနိုင်ငံမှာမကြမီအတွင်းရှစ်ပြင်းငလင်တွေကြောက်ရောက်နိုင်တဲ့အနေအကြီးမားဆုံးသောဇုံ၃ခုကိုလက်ခုလိုမျိုးပြောပြပေးသွားခဲ့ပါတယ်။ ဒီဟာတွေကတော့ဘယ်ချိန်လုံမယ်ဆိုတာတိကျကျဟော်ကင်ထုတ်တာမျိုးမဟုတ်ပဲဘယ်နေရာတွေမှာဖိအားတွေစုပုံနေပြီးအနေရရှိနေတယ်ဆိုတာကိုပြည်သူတွေကကြိုတင်ပြင်ဆင်မှုအတွက်ရည်ရွယ်ထားတယ်လို့ရှင်းပြခဲ့ပါတယ်။လက်ရှိချိန်မှာတော့အစိုးရရာဇုံနဲ့အလေးနက်ဆုံးသတိထားရမယ့်နေရာကတော့စကိုင်းပြည့်ရရောတောင်ပတ်ချမ်းဖြစ်တဲ့အတိအကျပြောရရင်တော့ပဲခူးရန်ကုန်မြို့အပါအဝင်မြဝကျွန်းပေါ်အရှေ့ပိုင်းဒေသတွေပဲဖြစ်ပါတယ်။ဘာသာဒီနေရာတွေအနေနဲ့ရှိဆုံးလဲဆိုတော့ဒီနေရာဟာတော့1930ခုနှစ်ကအင်အားပြင်းကလေးပကုန်းကလေးကြီးလောက်ခဲ့ခဲ့ပြီးနောက်ပိုင်းမှာ နှစ်ပေါင်း95နှစ်ကြာသည့်အထိငလင်ကြီးထပ်မလို့သေးတဲ့ငလင်ကွက်လက်ဖြစ်နေလို့ပါဆိုလိုတာကနှစ်ပေါင်းများစွာစုပုံလာတဲ့ဖီးယားတွေကြောင့်အလွန်အမင်းတင်းမာနေပြီးတော့တစ်ချိန်ချိန်မှာပြိုပြက်ပေါက်ကွဲထွက်နိုင်တဲ့အခြေအနေကိုရှိနေခဲ့တာပါပို့ဆိုတာကတော့မကြမီသေးခင်ကလုခတ်ခဲ့တဲ့မန္တလေးငလင်ရဲ့စွမ်းရင်ကလည်းဒီတောင်ဘက်ချမ်းကိုထပ်ပြီးတော့တွန်းပို့နေတယ်လို့မျိုးဖြစ်နေပြီးဖီးယားတွေပုံမိုများစေခဲ့ပါတယ်ပညာရှင်ရဲ့ခမှန်းချက်အရဒီရက်ပိုင်းမှာတစ်ချိန်နဲ့ကျိုးပြက်ခဲ့မယ်ဆိုရင်ပြင်အား9.3ကနေ ကိုတသက်မှာငါအဆင်ရှိတဲ့ငလင်ကြီးဖြစ်ပေါ်နိုင်တယ်လို့သုံးသပ်ပြောဆိုထားခဲ့ပါတယ်။လူဦးရေလည်းတန်းတဲ့ခြေနေထိုင်တဲ့ရန်ကုန်မြို့အတွက်အလွန်ကြီးမားတဲ့အန္တရာယ်ဖြစ်နေတယ်လို့သတိပေးပြောဆိုခဲ့တာပါ။ဒုတိယအန္တရာယ်အမြင့်ဆုံးရှိတဲ့နေရာကတော့ရှမ်းကုန်းမြစ်ဒေသတွေပါ။အထူးသဖြင့်တောင်ကြီးပြည်ဦးလွင်ကြောက်ဆဲနေပြီးတော့လာရှိုးမူဆယ်စတဲ့မြို့ကြီးတွေဟာဒီစုံထဲမှာပါဝင်နေကြပါတယ်။သကိုင်းပြည့်ပြည့်ရောမှာလုံနေတဲ့ငလင်ကြီးတွေရဲ့ဖိအားကူးပြောင်းမှုတွေကအရှိတ်ဘက်မှာရှိနေတဲ့ကြောက်ကြမ်းပြည့်ပြည့်ရော ရှမ်းတောင်တိုင်းပြည့်ရရော်တွေနဲ့အပေါ်မှာတက်ရောက်မှုရှိနေကြတာပါဒီပြည့်ရရော်ပေါ်မှာငလင်ငယ်လေးတွေအဆက်မပြတ်လုံလင်တာကို တွေ့ကြရပြီးဒါဟာတော့ဒီဒေသတစ်ခုလုံးတက်ကြွတက်ကြွနေစေဆိုတာကိုပြသနေကြတာကြောင့်ဒီမျိုးကြီးတွေမှာနေထိုင်တဲ့သူတွေအနေနဲ့သတိပြုစင်ကျင်မှုအတွက်လိုအပ်တယ်လို့သိရပါတယ်တတိယဦးစားပေးအနေနဲ့ကတော့စောင့်ကြည့်ရမယ့်စုံတွေဖြစ်မြန်မာနိုင်ငံအနောက်မြောက်ပိုင်းအင်ဒိုဘာမားထိုးစိုက်စုံနဲ့ကမ္ဘာပြည့်ရတိရှိရာနေရာများဖြစ်ပါတယ်ဒီဒေသမှာတော့ချင်းပြည်နယ်နဲ့စကိုင်းပြည်နယ်အထက်ပိုင်းကမြို့တွေပါဝင်ပြီး ဒီနေရာမှာမြေအောက်အနောက်ပိုင်းမှာငလိနေစက်တိုက်လှူရှားနေတာကအိန္ဒိယကြောက်ထုချက်တွေကမြန်မာကြောက်ထုချက်တွေအောက်ကိုတုံးဝင်နေတဲ့လှူရှားမှုတွေဖြစ်ပြီးအတိတ်ကလည်းအင်အားဖြင့်ငလိန်ကြီးတွေလှုပ်ခတ်နေမှုလှုပ်ခတ်ခဲ့တဲ့အတွက်သတိပြုဖို့လိုတယ်လို့ဆိုပါတယ် ။အရေးကြီးဆုံးချက်ကတော့မိမိတို့နေထိုင်တဲ့အဆောက်အုံတွေရဲ့ခိုင်ခန့်မှုတွေအင်ဂျင်နီယာတွေနဲ့တိုင်ပင်ပြီးတော့စစ်ဆေးတာတွေပြုလုပ်တင်တယ်လို့ဆိုပါတယ်။ငလေလောက်လာခဲ့ရင်ဘာတွေလုပ်ရမလဲ၊ဘာမှဆုံးမလဲဆိုတဲ့မိသားစုအရေးပေါ်အစီအစဉ်တွေကိုကြိုတင်ရေးဆွဲပြီးလေ့ကျင့်ထားရပါမယ်။အရေးပေါ်ဖြစ်စီအသင့်ပြင်ထားတာတွေကိုမဖြစ်မနေပြုလုပ်ထားဖို့နဲ့အလင်းနဲ့တိုက်တွန်းချင်ပါတယ်။